အဲမင်္ဂလာပါနော်ကျွန်တော်ဒီမှာကျွန်တော်ရဲ့ပင်တိုင်းစိုက်လေးပေါ့နော်ဆက်ကတ်မူလေးနော်ဒါနှစ်တိုင်းအောင်နေတဲ့စနစ်လေးပေါ့နော်ကျွန်တော်2016ကစတယ်ဒီကြိမ်ကနောက်ပိနဲ့၃ကြိမ်ကနောက်ပိနဲ့ပေါင်း၅အဲ၅မလို့သူက639နှလုံးပေါင်း၅69နဲ့ပေါင်းရင်၅ပါလေခဏအဲ့ဒီထက်ပြန်ကြနော်ဒီမှာကျွန်တော်နှစ်ကတ်မြောက်9နဲ့6နဲ့ပေါင်းချင်း၃အဲ့၃မလို့သူနှလုံးပေါင်း၃ပါလေခဏဒီမှာပြန်ကြရတာနော်၃နဲ့၃ညာနဲ့ဆို၃ဒီမှာ69နဲ့လည်းပြန်ကြတယ်တစ်ခုပဲပြောလိုက်မယ်နော်၃ကတ်မြောက်ဒီနှလုံးပေါင်းချင်း၈အဲ့၈မလို့အဲ့ဒီထက်မှာ နှလုံးပေါင်းကြီး၈ပါးကနေပြန်ကြတိနေခုနဲ့ပေါင်းကြီး၈နော်ဒီနှလုံးပေါင်းကြီး၃အနှလုံးပေါင်း၃အဲ့ဒီနှလုံးပေါင်း၃ပါးကနေ၆၄ခု၆နှစ်ခုနဲ့ပေါင်းကြီး၃အဲ့၃ဒီနှလုံးပေါင်း၃ပါးကနေပြန်ကြနော်၅ကပ်မြောက်ဒီနှလုံးပေါင်းကြီးဒီခွန်အဲ့ခွန်မလို့အဲ့ဒီနှလုံးပေါင်းကြီးခွန်၉၃ရှိ၉နှစ်ရှိနဲ့ပေါင်းကြီးခွန်အဲ့ခွန်ပါးနှလုံးပေါင်းခွန်ပါးကနေပြန်ကြနော်တော့၆ကပ်မြောက်ဒီနှလုံးပေါင်းကြီး၈၈မလို့၃၉၅၃၅နဲ့ပေါင်းကြီး၈အဲ့၈ဒီ၈ပါးနှလုံးပေါင်း၈ပါးကနေဒီပြန်ကြခုနကမြောက်ဒီနှလုံးပေါင်းကြီး6 6မို့လို့အဲ့ဒီထဲမှာ 136 326ไอ้နှလုံးပေါင်း6ပါကနေပြန်ကြနော်7ကက်မြောက်ဒီနှလုံးပေါင်း6ဒီနှလုံးပေါင်း6မို့လို့အဲ့ဒီထဲမှာနှလုံးပေါင်း6ပါတယ်9390 9900ပေါင်း6အဲ့6ဒီပြန်ကြရတာနော်တ59ကိုလည်းပြန်ကြရတယ်အဲ့ဒါဒီနှလုံးပေါင်းချင်း4နှလုံးပေါင်း4မို့လို့အဲ့ဒီနှလုံးပေါင်း4ပါတယ်ကနန်းဒီဒီမှာ395 995ပေါင်း4အဲ့ကနန်းဒီဒီကဒီမှာပြန်ကြရတာနော်ကျွန်တော်တို့ complete ပြန် complete စထွက်တာနဲ့ပြန်ကြနှလုံးပေါင်း4ပါတယ်ကနန်းလည်းဟုတ်တယ်ဒီကနန်းကိုဇာတုလိုက်တော့မနစ်ကလည်းတန်တန်3ပြီးရနော်ဒီမှာလည်းကျွန်တော်တို့က ။အော်လားနော်ဒီနှလုံးပေါင်း6ပါတဲ့ဟာကို900ညခွန်တင်းမှားပြီးအော်မိတာ။အဲ့ဒီမှာ second မြောက်နေ second မြောက်နေဒီနှလုံးပေါင်းကြီးဒီ6မှုလို့နှလုံးပေါင်း6ပါတဲ့ကနေဒီစက်မှာပြန်ကြရမှာနော်။နှလုံးပေါင်း6ပါတဲ့ကနေဆိုကျွန်တော်လောလောဆယ်မှာသူကဒီခွန်ခွန်ကိုးတစ်ခွက်ပဲရှိတာခွန်နဲ့ကိုးနဲ့ပေါင်းကြီး6နော်ဒီတစ်ခွက်ပဲရှိသေးတာ။ဒါစနစ်တစ်ခုပေါ့နော်စနစ်တစ်ခု။နောက်တစ်ခုကဘာလို့လဲဆိုတော့သူက6ကတ်မှုလေးပေါ့နော်6ကတ်မှုလေးသူကဒီ9နောက်ပိတ်တီးတဲ့တူဆောင်းမှာ9ပိတ်လို့စဝင်လိုက်တာ ਨੇ အဲ့ငါးနောက်ပြည့်ရင်ဆိုင်ရ1 6 6တည်ပြီးတနေ့ထဲမှာနှစ်ခါထွက်တဲ့ကဏ္ဍဖြစ်ရပါမယ်နော်အဲဒုတိယကက်ကသူကဒီခွန်နောက်ပိတ်ဒီသူဆောင်မှာခွန်ပရိတ်လို့စဝင်လိုက်တာ ਨੇ အဲ့ခွန်နောက်ပိတ်ရဲ့ရင်ဆိုင်ကသုံးတုံညာခွန်ဒီတဲ့သူကအဲ့တနေ့ထဲမှာနှစ်ခါထွက်တဲ့ကဏ္ဍဖြစ်ရပါမယ်တဲ့နော်ကျွန်တော်သုံးကက်မြောက်ကဒီခွန်နောက်ပိတ်ရဲ့ဆောင်မှာလေခွန်ပရိတ်လို့စဖြစ်လိုက်တာ ਨੇ အဲ့ဒီခွန်နောက်ပိတ်ရဲ့ရင်ဆိုင်ကတိတုံညာ6ဒီတနေ့ထဲမှာနှစ်ခါထွက်တဲ့ကဏ္ဍဖြစ်ရပါမယ်တဲ့နော် လေးကမြောက်ကတော့အရှင်းနောက်ပိတ်ဒီတဲ့သူတောင်းမှာရှင်းပိတ်လို့ဝင်ခဲလိုက်တာနဲ့အရှင်းနောက်ပိတ်ရဲ့ရင်တန်ရကိုးတုံညာခွန်ပြီးတနည်းထဲမှာနှစ်ခါထွက်တဲ့ကဏ္ဍဖြစ်ရပါမယ်တဲ့နော်နောက်နေ့မှာငါးကမြောက်ဒီနှစ်နောက်ပိတ်ရဲ့ဇောင်းမှာနှစ်ပိတ်လို့ဝင်လိုက်တာနဲ့အဲ့နှစ်နောက်ပိတ်ရဲ့ရင်တန်မှာရှိတဲ့၆၆နှစ်ဒီတနည်းထဲမှာနှစ်ခါထွက်တဲ့ကဏ္ဍဖြစ်ရပါမယ်တဲ့နော်အခုကျွန်တော်တို့၆ကမြောက်နေနဲ့၃နောက်ပိတ်ရဲ့ဇောင်းမှာ၃ပိတ်လို့စဝင်သွားပြီနော်အဲ့မို့ဒီ900ဒီကျွန်တော်တို့ကတနည်းထဲမှာနှစ်ခါထွက်တဲ့ကဏ္ဍဖြစ်ရမှာဆိုတော့သူ့ဘောကဏ္ဍကပြန်မကျထားဖြစ်တဲ့ဒီ900ဒီပြန်ကျနော်အဲ့မို့ကျွန်တော်တို့က ပြန်ကြဆော့မယ်ပတ်သက်မယ်ဆိုရင်ခွန်ကူးခွန်ရင်နော်အဲကျွန်တော်တို့ဒီမှာခွန်ကူးခွန်ခွန်ကူးခွန်အာရဲ့ပြီးရင်ကျွန်တော်တို့ကတုံညခွန်တုံညအာရဲ့နော်ဒီနှစ်ကွက်ကကျွန်တော်တို့ကရှစ်ကြိမ်မှာမဖြစ်မနေထည့်ကစားရမှာနော်ဘာလို့တော့ဒီမှာကျွန်တော်တို့ကပြန်ကြကိုခိုင်ခိုင်မာမာဖမ်းထားတာမဟုတ်လို့နော်ပြန်ကြကိုခိုင်မာမာဖမ်းထားတာဖြစ်တဲ့အတွက်တကယ်လို့သူပြန်ကြခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာရှိတဲ့စနစ်ဒါဒီစနစ်ဆိုလဲ10နှစ်မြောက်စနစ်နော် နှစ်နှစ်၄နှစ်၆နှစ်၈နှစ်၉နှစ်မြောက်တော့အောင်ပါပြီနော်ဒါကျွန်တော်ရဲ့မူပိုင်စနစ်အခုဒီမှာလည်းဒီနှလုံးပေါင်း၆မလို့နှလုံးပေါင်း၆ပါလေကနန်ဒီဒီဒီကွဲပဲရှိသေးတာနော်ကျန်တာရနှလုံးပေါင်း၆မပါဘူးဒါလို့ပြန်ကြအနေနဲ့ပြောရမယ်နှလုံးပေါင်း၆လည်းပါမယ်ဆိုရင်ဒီကနန်းနော်နောက်တစ်ချက်ကကျွန်တော်တို့ကနောက်ဘက်ဒီပရိလူစဝန်တန်းနဲ့တွေ့ရင်လည်းမရှိကနန်းဒီနှစ်ခါထွက်တဲ့တနေ့ထဲမှာနှစ်ခါထွက်တဲ့ကနန်းဖြစ်ရမှာနော်အဲမို့ကျွန်တော်တို့က6ကမြောက်နေတဲ့3နောက်ပိတ်ဒီ3ပိတ်တို့ဒီမှာစဝင်ထားတာဖြစ်တဲ့အတွက်အဲ3နောက်ပိတ်ရဲ့ရင်တန်းကအဲ့ဒီ900ဒီ တနေ့ထဲမှာနှစ်ခါထွက်တဲ့ကနေဖြစ်ရမှာနော်အဲမလို့ဒီနှစ်ဆိုင်ပြန်ကြတဲ့ပတ်သက်ပြီးရှိပါရဲ့လို့နော်ကြံရထိုးထားပါလို့ကဲအားလုံးကုလပ်ပါရနော်ဒါပြန်ကြတဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မူပိုင်ဆိုင်နှစ်ခုပေါ့နော်